ဟာမကြောက်မကြောက်ဖယားနဲ့ယဉ်နီးချင်းဖယားစိတ်ဝင်စားလိုက်ဒီမှာစိတ်ဝင်စားနေလေတင်းရဲ့စိတ်ဝင်စားဆုံးကဘယ်အရာလဲတင်းရဲ့စိတ်ဝင်စားဆုံးကဂျန်တဲ့အရာတစ်ခုယေရှုဖြစ်နေဟုတ်နော်ဘာဖြစ်နေယေရှုဖြစ်နေရင်တင်းစိတ်ဝင်စားဆုံးကယေရှုဖြစ်နေဖယားကတင့်ကိုလာပြီးတော့မှနှုတ်ဆက်လိုက်မယ် ရင်းနှီးချင်ရင်သူ့ပဲစိတ်ဝင်စားဆုံးဖြစ်ပါစေကျွန်တော်တို့ကရင်းတော့ရင်းနှီးချင်တယ်ဒါပေမဲ့ဖျားထက်ငွေကိုစိတ်ဝင်စားတယ်ဖျားထက်အောင်မြင်မှုစိတ်ဝင်စားတယ်အောင်မြင်မှုအတွက်ဖျားကိုကိုးကွယ်နေတာအဲ့မှာဖျားနဲ့မရင်းနှီးတော့တာကြွယ်ဝဖို့ဖျားကို ကိုးကွယ်တယ်ဒါကြောင့်မရင်နေတော့တာကြားမှာဖို့ဖယောက်ကိုးကွယ်တယ်ဒါကြောင့်မရင်နေတော့တာရင်နေချင်ရင်အရာအားလုံးထက်ဖယောက်အလိုချင်ဆုံးနဲ့စိတ်ဝင်စားဆုံးဖြစ်ပါစေအရာအားလုံးထက်နော်အရာအားလုံးထက်နော်ဒီမှာဆရာပြမယ်ဒီဒီဥစ္စာလေးကိုခဏလေးကြော်ရွှဲချက်လေးတို့သွားရအောင် နော်လုကာခန်းကြီး16ကိုသွားမယ်လုကာခန်းကြီး16မှာအငယ်1လောက်ကနေစကြည့်အောင်ပြီးရင်ဒီကိုပြန်လာမယ်မာကုခန်းကြီး30အငယ်46ကိုပြန်လာမယ် Okay ယေရှုသည်ယေရီခေါမြို့သို့ပါလဲဝင်ရေးပါဖြစ်လဲရှောက်သွားတော်မူဆက်သွားဆက်ဖတ်မယ် ထိုခါဇက်ကဲအမည်ရှိတော့ဘာဖြစ်လဲအခွန်ကောင်းတယောက်တည်းဟုတ်ပြီနော်ဇက်ကဲအမည်ရှိတော့ဘာဖြစ်လဲအခွန်ကောင်းတယောက်ခင်တော်ကြီးဇက်ကဲကဘာတူလဲအခွန်ကောင်းအခွန်ကောင်းဆိုတာဘာလဲအခွန်ကောက်တဲ့ customer သူက custom ။ तू आ कस्टम ये तू आ चीफ chief collector tax collector sorry chief tax collector ဆိုတော့အခွန်ကောက်တဲ့ခေါင်းဆောင်သူอ่ะဆိုတော့ဒီလူอ่ะအယံချမ်းပါတယ်ချမ်းသာတဲ့လူတယောက်ကလေဖျောက်မရှာဘူးဗျသူလိုချင်တာရတယ်သူလိုချင်တာဝယ်မယ် ်သူလိုချင်တဲ့ရတဲ့ခါမှာဖျားအောင်မလို့ဒါပေမဲ့တကယ်ချမ်းသာဝိုင်းဒီလူတွေကလေအစင်းရဆုံးသူတို့ဖြစ်နေတာဖျားမပါပဲချမ်းသာတာကဘာမှမင်္ဂလာမရှိဘူး